မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း319မှာတိုက်ပွဲဖြစ်ပွားပြီးနောက်ဆက်တွဲအမြန်လန်းရဲမှုကျင်းနေနေမြေကန်စစ်တီတာမှုလို့ကိုစစ်ကောင်စီကတတိပေးချိန်ပေါင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်း319ပေါ်မှာတိုက်ခတ်မှုဖြစ်ပွားမှုရဲ့နောက်ဆက်တွဲအမြန်လန်းရဲမှုကျင်းနေနေမြေကန်စစ်တီတာမှုလို့ကိုလုံခြုံရေးပေါ်ရောက်မှုနဲ့စစ်ကောင်စီကတတိပေးချိန်ပေါင်းကြောင့်နေပြီးတော့အမြန်လန်းရဲတပ်ဖွဲ့တရင်အရှင်မြစ်တွေကပြ ြောပါရယ်မလ19ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်ရှန်ကုန်းမန္တလေးအမြန်လမ်းမိုင်တိုင်319မှာအကြံဘက်စစ်ကောင်စီတပ်သားတွေကရဲကားတစီအိစီကားနှစီနဲ့ကင်းဘတ်ဖို့ထွက်လာစဉ်နထိုးကြီးပီဒီအန်နဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဘက်စစ်ကောင်စီတပ်သား9ဦးသေဆုံးပြီးတော်လိုင်းရဲဘော်များအထိကမရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါရယ်အဆိုပါတိုက်ခိုက်မှုကြောင့်ရှန်ကုန်းမန္တလေးအမြန်လမ်းမှာတနအိနီးပါရှာယီလမ်းပိတ်ဆို့လိုက်ရပြီးကားများရပ်တန့်ခဲ့ကြောင်းအဆိုပါဖြစ်စဉ်ကြောင့်စ စ်တပ်ကလာရောက်ပြီးမိုင်းတိုင်အမှတ်319ပတ်ဝန်းကျင်ကိုနေမြေရှင်းလင်းမှုတွေနဲ့ကင်းပွန်းဝင်းမှုတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။အမြန်လမ်းမှာဖြစ်တဲ့တိုက်ခိုက်မှုကြောင့်သက်ဆိုင်ရာအမြန်လမ်းရှဲမှုကြီးနဲ့နေမြေကန်စစ်တီတာမှုတို့သတိပေးချိန်မှောင်ခံနေရပါတယ်။နဂိုရဲကလုံခြုံရေးတင်းကျပ်ထားဖို့ညွှန်ကြားထားတဲ့ကြားကဖြစ်လို့အခုလိုသတိပေးခံနေရတာပါ။အခုတော့ပြင်စီရဲကင်းစခန်းနဲ့ပတ်ဝန်းကျင်မှာကင်းပွန်းတွေချထားပါတယ်လို့နေပြီးတော့အမြန်လမ်းရှဲထပ်ဖွဲ့တရင်ရှင်မြစ်ကပြောပါတယ်။ မနေ့ကအမြန်လမ်းမှာတိုက်ခိုက်မှုကိုမြင်းကြံခရိုင်မှတ်လေးတိုင်မြင်းကြံခရိုင်မှတ်၁၀တိုင်နထိုးကြီး PDF နဲ့မဟာမိတ်ဖြစ်တဲ့မြစ်သားမျိုးနယ်ပါကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးလေးမျက်နှာမှာ AE နဲ့စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှတင်းဆောင်သူများပြားကစစ်သားလောင်းများကိုအင်ကပူကိုပို့ဆောင်တကြုံနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရာရီတိုင်းလေးမျက်နှာမျိုးနယ်မှာ AE နဲ့စစ်ကောင်စီတပ်တွေအကြားတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံမှုများပြားကစစ်သားလောင်းများကိုအင်ကပူကိုပို့ ့ဆောင်တဲ့ဂျုံနေကြောင်းစီရီတရင်အရင်မြင့်နဲ့ဒေသခံပြည်သူတွေကပြောပါရယ်မလ19ရက်နေ့မှာစတင်ပြီးလေးမျက်နှာမျိုးနဲ့ဝုတ်ကုံးချင်းရွာအုပ်စုရှင်ဝုတ်ကုံးရွာလဲခုံလေးရွာလဲခုံချင်းရွာဆက်ဆက်ယုံရွာချင်းနေရွာနဲ့စံကုန်းရွာတို့မှာအကြံဖက်စတက်နဲ့အီတို့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်းသိရပါရယ်အစိုးရချင်းရွာတွေမှာထီးတွေ့တိုက်ပွဲတွေဒီကနေ့ထိပြင်းထန်နေပြီးအကြံဖက်စတက်ဘက်မှာထိခိုက်ဒေဆုံမှုများပြားကတိစုံသူတွေကိုအင်ကပူမျိုးနဲ့ကွင်းကောက်ဒေသပတ်သိမ်မုံရွာလမ်းမကြီးပြင်းရှိအုတ်တွင်ကုံချင်းရွာမိသ တကြိုဆက်ကိုပို့ဆောင်တကြုံနေကြောင်းသိရပါတယ်။လက်ရှိအချိန်မှာထိတွေ့တိုက်ပွဲတွေကြောင့်ဝက်ကုန်းကျေးရွာအုပ်စုမှဒေသခံပြည်သူများအပါအဝင်အနီးအနားကျေးရွာများမှထောင်ထဲချင်းရဲ့ပြည်သူများမေလို့ရထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပါတယ်။ မလာ၁၉ရက်နေ့လောက်ကနေကစပြီးလေးမျက်နှာမျိုးနယ်မှာတိုက်ပွဲကတော်တော်ပြင်းထန်နေရလို့သိရတယ်။ဝုတ်ကုံကျွရအုပ်စုထဲမှာဖြစ်နေတာဒီကနေ့ထိလည်းတိုက်ပွဲကပြင်းထန်နေတယ်။လေရင်ကလည်းဘုံကျဲနေတော့ဝုတ်ကုံအုပ်စုအတွင်းကရွာတွေကစစ်ဘေးတန်းရှောင်နေရတယ်လို့စီရေးတရေအရှင်မြတ်တွေကပြောပါတယ်။အေကရခိုင်ပြည်နယ်နဲ့ဆက်ဆက်လျက်ရှိတဲ့အေရီတိုင်းမကွေးတိုင်းနဲ့ပဲခူးတိုင်းတို့အတွင်းကိုထိုးပေါဝင်ရောက်တိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေရရှိကြောင်းအေအင်းရဲ့ထုတ်ပြန်ကြေညာတင်ရပါတယ်။ ဆက်လက်ပြီး30မျိုးနဲ့မင်းလာမျိုးတို့မှစစ်တပ်ကကိုရင်တော်ပိတာအပါဝင်လူငယ်10ဦးကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်း30မျိုးနဲ့မှာမင်းလာမျိုးတို့မှအကြမ်းဖက်စစ်တပ်ကကိုရင်တော်ပိတာအပါဝင်လူငယ်16ဦးကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။မလ19ရက်မနက်10:30မိနစ်30ခန်းမှာတာယာဝတီမျိုးနဲ့30မျိုးစံရွေးတန်းရက်ကွက်စံရွေးတန်းလန်ပေါ်လုံးကွင်းကျောင်းတိုင်းမှာအသက်18နှစ်အရွယ်ကိုရင်တော်ပိတာခေါ်မောင်တပ်ပိုင်ရဲ့ ဲကိုအကြံဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရင်တော်ပိတာကော်မောင်တပ်ပိုင်းရဲကဖုန်ကြီးဝတ်ထားတာမှာနှစ်လကန်သာရှိပြီးဘော်လုံကွင်းကျောင်းတိုင်းနီးစစ်သားတွေနဲ့ပြူစောထီတွေကကားနဲ့ပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ကိုရင်တော်ပိတာကဖုန်ကြီးဝတ်နဲ့ပါသွားတာမနက်ကပြူစောထီတွေနဲ့စစ်ခွေးတွေကားနဲ့ပေါ်တာဆွဲသွားတာကိုမြင်လိုက်ရတဲ့သူတွေရှိရင်သူကကိုရင်ဝတ်တာနှစ်လလောက်ပဲရှိသေးတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။ အလားတူပဲခူတိုင်းမင်းလာမျိုးအမှတ်6ရပ်ကွက်မှာလူငယ်ကိုဦးကိုလည်းအစံဘက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။မလ18ရက်နေ့မှာမင်းလာမျိုးအမှတ်6ရပ်ကွက်မှာမေအစာတောင်ဆိုင်မှာစစ်ကောင်စီတပ်သားများအရက်လာတောင်းစင်အရက်မပြေ ကြေတနာနဲ့ဆက်နွယ်ပြီးစပွဲတို့ခြောက်မှုကိုပေါ်တာဆွဲဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်းအဲ့လိုပေါ်တာဆွဲဖန်ဆီးသွားပြီးရဲ့နောက်ဆန်ရှင်ကငွေကျပ်သိန်း200နဲ့ပြန်လဲရွှေထုတ်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်အမှတ်6ရက်ကအုပ်ချုပ်ရေးမှူးဘုံတို့ရဲ့ဒူတော်ဆက်သူဟိန်နူညီကိုနှောင်းကိုလည်းအစံဘတ်စစ်ကောင်စီတပ်သားတွေကတန်တဲ့ပြည်စီအဟောင်းအဝယ်တိုင်းဖွင့်ခွင့်ပေးထားတဲ့အခွန်ဆောင်ထားတဲ့ပြည်စာမပြနိုင်မှုနဲ့ပေါ်တာဆွဲဖန်ဆီးသွားပြီးငွေကျပ်သိန်း90နဲ့ပြန်လဲရွှေထုတ်ခဲ့ကြောင်းသိရပါတယ်။ မင်းလာမျိုးအမတ်6ရက်ကွယ်မြောက်ပံမျိုးမျိုးတစ်လေးလမ်းမှာနေထိုင်သူတအုပ်ကရှားပင်ခွေရွာဘက်ကိုပဲစပားကိစ္စနဲ့တွားရောက်ပြီးပြန်လာစဉ်ကောက်ကွေးတန်းရွာထိန်ရောက်မှာအကြံဘက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒါအပြင်မင်းလာမျိုးထွေအုံရုံရှိကိုလည်းအကြံဘက်စစ်ကောင်စီတပ်သားတွေကည7:00မှမနက်3:00အထိဖြတ်တန်းတားလာခွင့်မပြုလို့ဖို့စာကတ်တတိပေးထားကြောင်းသိရပါဗျာ နောက်ထပ်တစ်ပုတ်အနည်းငယ်ဝမ်းတွင်းမှာဆက်မှုတန်းပေါ်လူစုပေးနေတဲ့အုပ်ချုပ်ရေးမှုနဲ့ဆက်ရင်ပြစ်ခတ်ခံရပြီးတည်ဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာဆစ်မှုတံပေါ်လူစုပင်းရဲ့ဆက်ကောင်စင်ရဲ့အုပ်ချုပ်ရေးမှုနဲ့ရက်ချင်းစင်ကြီးကိုပြစ်ခတ်ခံရပြီးတည်ဆောင်းခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။မလ18ရက်နေ့လယ်တနင်္ဂနွေကဝမ်တွင်းမြို့နယ်ရိုးကန်ချင်းရွာနီးအသက်45နှစ်အရွယ်အုပ်ချုပ်ရေးမှုထေးမောင်နဲ့အသက်39နှစ်အရွယ်ရက်ချင်းစင်ကြီးမျိုးစင်ဝင်းတို့ကို နေအိမ်ထဲဒီလူတစုကဝင်ရောက်ပြက်ကတ်ခဲ့လို့နှစ်ဦးလုံးထိဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ သူတို့နှုတ်ဟာစစ်ကောင်စီအတွက်စစ်မှုထမ်းဖို့လူငယ်တွေစီရင်ကောက်ပေးတာဝန်တွင်းမျိုးပေါ်ကိုတွားရောက်ပို့ဆောင်တာတွေပြုလုပ်ပြီးနေရလို့လေဒေသခံတွေကပြောပါတယ်။အုတ်ကြီးအိမ်ကိုစည်ရေးပါခေါ်ပြီးရောက်မှနှစ်ကောင်လုံးကိုဇက်သိမ်းပြီးသွားတာလို့ဒေသခံတအုပ်ကပြောပါတယ်။အုတ်ချိန်ရုံမှနဲ့ရက်ကြီးစည်ရေးကိုဘယ်ဖွဲ့တွေကပြစ်ခတ်သွားတယ်ဆိုတာတော့မသိရသေးပါဘူး။ဝန်တွင်းမျိုးနယ်မှာစစ်မှုထမ်းဖို့လူငယ်တွေအများပြားဖမ်းဆီးခတ်နေရပြီးပြီးခဲ့တဲ့မတ်လပထမအတွက်တွင်မှတင်လူငယ်၄၀ကျော်ဖမ်းဆီးခတ်ရတယ်လို့ဒေသခံတွေကပြောပါတယ်။ အာနာသိန်းစစ်ကောင်စီတပ်ကရန်ကုန်မန္တလေးပါဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများပြားကိုဖမ်းဆီးနေပြီးတနင်္လာတွင်လူငယ်တောင်းချီဖမ်းဆီးခဲ့ရမှာအခုဆိုရင်စစ်မှုရန်ပတ်စင်စစ်တေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ အာနာသိန်းစစ်ကောင်စီတပ်ကရန်ကုန်မန္တလေးပါဝင်၎င်းတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများအပြားဖမ်းဆီးနေပြီးတနေ့အတွင်းမှာလူငယ်တောင်းချီဖမ်းဆီးရလက်တော်စစ်မှုထမ်းပတ်စဉ်ဆက်တင်ရောက်ရှိနေပြီဖြစ်ပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းပတ်စဉ်ဆက်တင်တနင်္ဂနွေကိုတိုင်းစစ်ဌာနချုပ်တွေမှာလုပ်ခဲ့တယ်လို့မန္လာ၁၉ရက်နေ့ကကြေညာပါတယ်နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်တဲ့ဒေသတွေကိုစစ်မှုထမ်းတပ်သားတွေဆေးလွတ်ပြီးရှေ့တန်းပုံနေပါတယ်ဒါကြောင့်တိစုံသူတွေနဲ့စစ်တပ်ကနေထွက်ပြေးပြီးတော်လိုင်းဖွဲ့တွေထံသွားရောက်ခိုးလုံတာတွေလည်းအများအပြားရှိပါတယ် မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနနဲ့တိုင်းရင်းသားတော်လှန်တပ်ဖွဲ့တွေကလည်းစစ်ကောင်စီရဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံရတဲ့တပ်သားတွေအနေနဲ့ရှားတဲ့နီးနဲ့တော်လှန်တပ်ဖွဲ့တွေတန်းဆက်သွယ်အလင်းဝင်ပူပေါင်းဖို့တိုက်တွန်းနှိုးဆော်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါရဲ့ရှင်။